Hello အားလုံးပဲမင်္ဂလာပါရှင်ခုမင်ကအရန်ချစ်စရာကောင်းတဲ့ဒီဘဝဘတန်လေးကိုထိုးပြပေးသွားမယ်နော်ခြေကတော့ Anna Duba Asaika 1.25 mm ကိုသုံးပြီးတော့ထိုးပါမယ်နော်ခုဘဝလေးကိုစထိုးတော့မယ်ဆိုရင်မင်းတို့ကဖုံမီဂျိုးလေးကိုအရှိတိရအောင်ထိုးသွားမယ်နော်ဖုံမီဘယ်နှချက်ရဲ့လို့မရှိဘူးနော် ဖုံမီကိုအရှိတိရအောင်ထိုးသွားမယ်နော်ကိုထိုးမဲ့ဘဝရဲ့အကျယ်အနေထားလေးပုံမူတည်ပြီးတော့ရှည်ရှည်လေးပဲထိုးသွားပေးနော် ခုနောက်တစ်ဆင့်ကိုထိုးမယ်နော်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာလေးကနေစပြီးတော့မင်းတို့ကဖုံမီလေး6ချက်ထိုးလိုက်မယ်နော်ဖုံမီလေး6ချက်ထိုးလိုက်မယ်ဖုံမီ6ချက်ရပြီဆိုလို့ရှိရင်အမှန်နှစ်ခါရဲ့မယ်နော်အမှန်နှစ်ခါရဲ့ပြီးတော့မင်းတို့ကဖုံမီ6ချက်ထိုးရတဲ့အတွက်ခုနှစ်ချက်မြောက်နော်ခုနှစ်ချက်မြောက်ဖုံမီလေးမှာနေတဲ့တိုင်းလေးတိုင်းထိုးလိုက်မယ် ပြီးလို့ရှိရင်မင်းတို့ကဒီနေရာမှာနော်ဒီနေရာမှာဖုံးမီးလေးတစ်ချက်ထိုးမယ်ပြီးရင်အမှနှစ်ခါရဲမယ်ခုနကဖုံးမီးပေါက်လေးထဲမှာပဲနှစ်ရစ်တင်တိုင်တိုင်းထပ်ပြီးတော့ထိုးပါမယ်ပြီးလို့ရှိရင်ဖုံးမီးတစ်ချက်အမှန်ကားရမယ်ပြီးရင်ခုနကဖုံးမီးပေါက်လေးထဲမှာပဲနှစ်ရင်တင်တိုင်းလေးတိုင်းထပ်ပြီးတော့ထိုးမယ်။ဒါဆိုလို့ရှိရင်နှစ်ရင်တင်တိုင်းလေးသုံးနိုင်ရသွားပြီနော်။ လို့ရှင်ဒီနေရာမှာဖုံးမင်းလေးတစ်ချက်ထုံးမယ်ပြီးရင်အမတစ်ခါရက်မယ်ပြီးရင်အောက်ခအကြီးလို့ရှင်1 2 3 4ောင်းဖုံးမင်းလေးမှာမင်းတို့ကတိုင်လန်လေးတစ်တိုင်ထုံးမယ်တိုင်လန်ဆိုတာအခုလိုမျိုးခြေလေးကိုချဲ့ယူပြီးလို့ရှင်တစ်ခါတည်းထုတ်လိုက်မှာနော်တစ်ခါတည်းအကုန်ထုတ်လိုက်မယ်အဲ့ဒါလေးကတော့တိုင်လန်ထုံးလေးလေးနော်တိုင်လန်လေးတစ်တိုင်ထုတ်ပြီးသွားရင်မင်းတို့ကဖုံးမင်းတစ်ချက်နဲ့ချုပ်လိုက်မယ်ပြီးရင်နောက်ထပ်ဖုံးမင်းလေးတစ်ချက်ထပ်ပြီးတော့ထုံးမယ်နော် ။ဒီအမှန်နှခါရဲ့မယ်။ဒီအဖကဖုံမီလေးမှာ1234လေးပေါင်းမြောက်ဖုံမီလေးမှာနှစ်ရစ်တင်တိုင်းတတိုင်းထုံးမယ်။ယင်ဖုံမီတစ်ချက်။ယင်အမှန်နှခါရဲ့မယ်။ခုနကဖုံမီပေါက်လေးထဲမှာပဲ။နှစ်ရစ်တင်တိုင်းနောက်ထပ်တတိုင်းပြီးရင်ဖုံမီတစ်ချက်။နောက်ထပ်နှစ်ရက်တင်တိုင်းတိုင်းထပ်ပြီးတော့ထုံးမယ်နော်ဒီပုံမှန်လေးကအရန်ကုန်မှလွယ်ပါတယ်နော် လိုမျိုးလေးဖြစ်သွားမယ်နော်အဲ့ဒါဆိုလို့ရှိရင်ပြီးရင်ဘုံမီတစ်ချက်ဘုံမီတစ်ချက်အမှတစ်ခါရေးပြီးတော့အောက်ဘက်ကစာရည်လို့ရှိရင်လေးပေါင်းမြောက်ဘုံမီလေးမှာတိုင်လေးလေးတစ်တိုင်ထိုးလိုက်မယ်နော်တိုင်လေးလေးတစ်တိုင်ထိုးလိုက်မယ်ပြီးရင်ဘုံမီလေးတစ်ချက်နဲ့တိုင်လေးလေးကိုချုပ်လိုက်မယ်ပြီးရင်နောက်ထပ်ဘုံမီလေးတစ်ချက်ထပ်ထိုးမယ်နော် ဒီရင်ခုနကလိုမျိုးပဲနှစ်ရစ်တင်တိုင်းလေးသုံးနိုင်အောင်ထုံးမယ်နော်နှစ်ရစ်တင်တိုင်းတတိုင်းဖုံးမိတစ်ချမ်းနှစ်ရစ်တင်တိုင်းတတိုင်းဖုံးမိတစ်ချက်စီနဲ့နှစ်ရစ်တင်တိုင်းလေးသုံးနိုင်အောင်ပြန်ပြီးတော့ထိုးသွားမယ်အဲ့ဒီတိုင်းလေးကိုပဲကိုလိုချင်တဲ့အခြေအနေထားထည့်အောင်ထိုးသွားမယ်နော်အခုထိုးလာတာဆုံးမှုရောက်ပြီဆိုလို့ရှိရင်ဒီနေရာလေးမှာကြတော့ဘယ်လိုမျိုးဆုံးသက်မလဲဆိုတော့ဖုံးမိလေးတစ်ချက်ထိုးလိုက်မယ်နော်ပြီးလို့ရှိရင်အမှတစ်ခါရစ်ပြီးတော့လေးပေါင်းမြောက်ဖုံးမိလေးမှာလေးပေါင်းမြောက်ဖုံးမိလေးမှာတိုင်းလန်လေးတစ်တိုင်းထိုးလိုက်မယ် ။အနယ်လေးတစ်တိုင်ထုတ်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာဖုံမီးလေးချက်နဲ့ချုံမယ်ပြီးနောက်လည်းဖုံမီးလေးတစ်ချက်ထုံးမယ်။ဒီအမှနှခါရဲ့မယ်။ဒီအဖကစားရလို့ရှိရင်ရေပေါင်းများဖုံမီးလေးမှာနှရည်တင်တိုင်းလေးတစ်တိုင်ထပ်ထုံးမယ်။ပြီးရင်ဖုံမီးတစ်ချက်နောက်ထပ်နှရည်တင်တိုင်းလေးတစ်တိုင်အဲ့ပြီးတော့ထိုးလိုက်မယ်နော်ဒီအဆုံးနေရာမှာကြတော့နှစ်ရစ်တင်တိုင်းနှစ်တိုင်းပဲထိုးပါနော်နှစ်တင်တိုင်းနှစ်တိုင်းပဲထိုးပါမယ် အခုဆိုရင်ပထမအဆင့်ကိုပြီးသွားပြီပေါ့နော်လို့ရှိရင်မင်းတို့ကဒီနေရာမှာပူနေတဲ့ဘူမီကျိုးလေးတွေကိုဖြတ်ပြလိုက်မယ်နော်ပူနေဘူမီကျိုးလေးကိုဖြတ်လိုက်မယ်ပြီးလို့ရှိရင်ညောဒီနေရာမှာနော်ဒီမှာခွင်းလေးတွေကနေပြီးတော့ခွင်းလေးတွေကနေပြီးတော့ဒီဘက်ကဖြတ်ထားတဲ့ခြေစားလေးကိုဒီလိုမျိုးလေးထုတ်ပြီးတော့ဆွဲလိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးပဲလွယ်လွယ်ကူကူနဲ့ဘူမီကျိုးလေးကပြီးသွားမယ်နော် ပြီးရင်ဒီဘက်ကိုခြေသားလေးကိုပြန်ရမ်းပြီးတော့ထုတ်လိုက်ပါပြီးလို့ရှင်ခြေသားလေးကိုစတတ်လိုက်ပါနော်မင်းကတော့ဒီထိုးတဲ့အက်ကလေးကိုပဲအသုံးပြုပြီးတော့ခြေသားလေးတွေကိုတင်းနေနော်ဘုံမီတို့လေးတွေကိုဟိုဘက်ထုံးဒီဘက်ထုံးအနေထားလေးနဲ့ခြေသားလေးကိုတင်းသွားလိုက်မယ်နော် ဇာလေးကိုတိမ်းပြီးပြီဆိုလို့ရှိရင်ပိုးနေရလေးကိုညက်ပြလိုက်မယ်နော်။ကဲမင်းတို့အခုနောက်ထပ်တဆင့်ကိုတက်မယ်နော်။နောက်တဆင့်ကိုတက်ဖို့အတွက်ဆိုရင်ဒီနေရာမှာဖုံးမိ၃ချက်ဖုံးမိ၃ချက်ပြီးလို့ရှိရင်ဒီဘက်ကလေးကိုပြန်လှည့်လိုက်မယ်။ခုဒီနေရာလေးမှာညာလေးမှာကကြတော့အမှတစ်ခါရည်လိုက်မယ်ပြီးရင်မင်းတို့ကအောက်ဖက်ကနော်နှစ်ရည်တင်တိုင်းရှေ့ရဲ့ထိတ်ကနေပြီးတော့ ခြေစားလေးကိုချက်ယူပြီးတော့တိုင်လန်လေးတစ်တိုင်ထိုးလိုက်မယ်နော်တိုင်လန်လေးတစ်တိုင်ထိုးလိုက်မယ်ပြီးရင်ပုံမလေးတစ်ချက်ထိုးလိုက်မယ်နောက်ထပ်ပုံမလေးတစ်ချက်ထပ်ပြီးတော့ထိုးမယ်နော်ဒါရှင်ဒီမှာတိုင်လက်အောက်ဘက်ကတိုင်လက်ရဲ့ထိတ်မှကြတော့မင်းတို့ကနှစ်ရစ်တင်တိုင်3နိုင်ရအောင်ပြန်ပြန်ထိုးမှာနော်နေရည်တင်တိုင်း၃နိုင်ထုံးမယ်ဒီတိုင်လေးရဲ့ထိတ်လေးမှာနေရည်တင်တိုင်းတစ်တိုင်းပြင်ဖုံးမိတစ်ချက် နောက်ထပ်နှစ်ရင်တင်တိုင်းတိုင်းနှစ်ရင်တင်တိုင်းတိုင်းပြီးဘုံမီတစ်ချက်နောက်ထပ်နှစ်ရင်တင်တိုင်းတိုင်းဆိုပြီးတော့နှစ်ရင်တင်တိုင်းလေး၃နိုင်ရအောင်ထူသွားရမယ်နော်။ဒီအခုလိုမျိုးလေးရသွားပြီဆိုလို့ရှိရင်ဒီနေရာမှာဘုံမီလေးတစ်ချက်ပြီးအမတ်တစ်ခါရေးပြီးတော့ဒီဘက်ကကြတော့အောက်ဘက်မှာတော့နှစ်ရင်တင်တိုင်း၃နိုင်ရှိတဲ့အလဲကား နေတဲ့တိုင်ရင်ထိမှကြတော့မင်းတို့ကတိုင်လလေးပြင်ပြီးတော့ထုံးမှာနော်တိုင်လလေးတစ်တိုင်းပြင်ပြီးတော့ထုံးမယ်ပြင်ပုံလေးတစ်ချက်နောက်ထပ်ပုံလေးတစ်ချက်ထပ်ပြီးတော့ထုံးမှာနော်ဒီနေရာလေးမှာဒီလိုရှင်ကြတော့ဒီတိုင်လရဲ့ထိမှကြတော့နေတဲ့တိုင်လေးသုံးတိုင်းပြင်ထိုးသွားမယ်နော်ငါပြောင်းမြန်ထိုးသွားတဲ့အနေထားလေးပေါ့နော်အောက်ဖက်နဲ့အပေါ် ရောင်းမြန်လေးထိုးသွားတဲ့အနေထားပါတိုင်နယ်လေးရဲ့ထိမ့်မှာကြတော့နှစ်ရစ်တင်တိုင်သုံးနိုင်ထိုးပြီးတော့နှစ်ရစ်တင်တိုင်သုံးနိုင်ရဲ့အလေရတိုင်ရဲ့ထိတ်လေးမှာကြတော့တိုင်နယ်လေးတစ်တိုင်ထိုးမှာနော်အဲဒီလိုမျိုးနီလန်လေးနဲ့မင်းတို့ကအဆုံးထိကိုဆက်ပြီးတော့ထိုးသွားပေးရမှာပါရှင်ဒီပုံမှန်လေးကကြတော့ထိုးရတာအရန်ကုန်မှလွယ်ကူပါတယ်ပတ်တန်လေးကလည်းရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကုန်မှလည်းချစ်စရာကောင်းပါတယ် ကဲမင်းတို့ထိုးလာတာအဆုံးကိုရောက်ပြီဆိုရင်တော့အဆုံးကိုရောက်ပြီဆိုရင်ဒီနေရာလေးမှာကြတော့ဖုံမီတစ်ချက်ထိုးလိုက်မယ်ပြီးအမှတစ်ခါရဲ့ဒီဘက်ကနှင်းတဲ့တိုင်းသုံးနိုင်ရဲ့အလဲတိုင်းထိမှာတိုင်နယ်လေးတစ်တိုင်းထိုးလိုက်မယ်နော်တိုင်နယ်လေးတစ်တိုင်းထိုးလိုက်မယ်ပြီးရင်ဖုံမီတစ်ချက်ပြီးရင်ဒီနေရာမှာမင်းတို့ကနောက်ထပ်ဖုံမီတစ်ချက်ထပ်ထိုးမယ်ပြီးရင်အမှနှစ်ခါရဲ့မယ်ပြီးရင်ဒီဘက်ကနော်ဒီဘက်မှာမင်းတို့ဖုံမီတိုးလေးနဲ့တက်ထားတာရှိတယ်နော် ဲ့တော့ဒီထိတ်ဆုံးကဖုံမီးချက်ကလေးမှာနှစ်ရင်းတင်တိုင်းလေးတတိုင်းထိုးလိုက်မယ်ပြီးလို့ရှိရင်ဖုံမီးတစ်ချက်အမနခါရဲ့ခုနကဖုံမီးပေါက်လေးထဲမှာပဲနောက်ထပ်နှစ်ရင်းတင်တိုင်းလေးတတိုင်းထပ်ပြီးတော့ထိုးလိုက်မယ်နော်ဒါဒါဆိုရင်တော့ဒုတိယအဆင့်ကိုပြီးသွားပြီပေါ့နော်သုံးမှဆိုလို့ရှိရင်မင်းတို့ကနှစ်ရင်းတင်တိုင်းလေးနှစ်တိုင်းနဲ့အဆုံးတက်ရမယ်နော်ကဲနောက်တစ်ဆင့်ကိုတက်မယ်ဆိုရင်ခုနကလိုမျိုးပဲဖုံးမီ၃ချက်ဖုံးမီ၃ချက် ပြန်ဒီဘက်လေးကိုပြန်လဲလိုက်မယ်။အမှတစ်ခါရဲ့ဒီဘက်ကအစုံဆုံးနေတဲ့တိုင်းရဲ့ထိတ်မှတိုင်းနဲ့လေးတတိုင်းထိုးလိုက်မယ်။နည်းနည်းလေးတိုင်းထိုးမယ်ဖုံးမိတစ်ချက်လေးနဲ့ချုပ်လိုက်နောက်ထပ်ဖုံးမိတစ်ချက်ထပ်ထိုးမယ်။ပြန်အမှတစ်ခါရဲ့ဒီအောက်ဘက်ကတိုင်းလဲရဲ့ထိတ်မှကြတော့နှစ်ရဲ့တင်တိုင်းလေးသုံးနိုင်ရအောင်ပြန်ထိုးသွားမယ်။နည်းတင်တိုင်းတတိုင်းဖုံးမိတစ်ချက်နည်းရဲ့တင်တိုင်းတတိုင်းဖုံးမိတစ်ချက် နောက်ထပ်နှစ်ရက်တင်တိုင်းတတိုင်းဆိုပြီးတော့နှစ်တင်တိုင်းလေးသုံးလိုက်ရအောင် ပြန်ပြီးတော့ထိုးသွားမယ်နော်ဘဝတစ်ထည်လုံးကိုအခုလိုမျိုးနီလန်းလေးနဲ့ထိုးသွားရမှာပါရှင် အရန်ကိုမလွယ်ကူပါတယ်ခုမှအခြေခံစထိုးမဲ့တဲလေးတွေဆိုလို့ရှိရင်ဒီဘဝလေးကိုလိုက်ထိုးကြည့်လို့ရပါတယ်နော်ထိုးရတာလွယ်ပင်မဲ့ပေါ်ဝါလေးကထိုးပြီးသွားတဲ့အခါကျတော့အရန်ကိုမှချက်စရာကောင်းပါတယ်ရှင်။ သူရဲ့ပတန်လေးကတော့အဲ့ဒီဒီအတိုင်းလေးပဲတစ်ထည်လုံးကိုထိုးသွားပေးရမှာပါရှင်။ဟဲ့ကုဒီအဆုံးနဲ့ရလေးကိုတစ်ချက်ထိုးပြအောင်မယ်နော်။ငါကဒီမှာဒီအလဲတိုင်းလေးမှာတိုင်လက်လေးတစ်တိုင်းထိုးလိုက်မယ်။ဒီလိုရှိရင်ဖုံးမီးတစ်ချက်နဲ့ချုပ်မယ်။နောက်ထပ်ဖုံးမီးလေးတစ်ချက်ထပ်ထိုးမယ်။ပြီးရင်အမှနှခါရေးပြီးရင်ဒီမှာနော်။ဖုံးမီးသုံးချက်နဲ့တတ်ထားတဲ့ထိတ်ဆုံးကဖုံးမီးချက်ခက်လေးမှာနှရေးတင်တိုင်းတစ်တိုင်းထိုးလိုက်မယ်။ ီလို့ရှိရင်ဖုံးမိတစ်ချက်ဒီအမှန်နခါရဲ့မယ်အဲ့ဒီဖုံးမိချက်လေးမှာပဲနေရည်တင်တိုင်းလေးတတိုင်းထပ်ပြီးတော့ထိုးလိုက်မယ်နော်အဆုံးနေရာမှာတော့နေရည်တင်တိုင်းလေးနှစ်တိုင်းစီနဲ့အဆုံးတက်မယ်နော်ရင်ဖုံးမိ၃ချက်တက်ပြီးတော့နောက်ထပ်တစ်ဆင့်ကိုလည်းအဲ့ဒီလိုမျိုးနီလန်းလေးအတိုင်းဆက်ပြီးတော့ထိုးသွားပေးရမှာပါရှင်ပေါ်ဝါလေးကအရန်ကိုမလွယ်ကူပါတယ်သူရဲ့ဘတန်လေးကလည်းရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကိုမလှပါတယ် ထယ်လုံးကိုအခုလိုမျိုးနေအတိုင်းနေပဲဆက်ပြီးတော့ထိုးသွားပေးရပါမယ်ရှင်။မင်းတို့ကပေါ်ဝါလေးထိုးလာတော့ကိုလိုချင်တဲ့အရှင်နေထားရပြီဆိုရင်မင်းကဒီဘေးဘက်ကိုအနောက်ကတဲ့နေလေးကိုအခုထိုးပြပေးသွားမယ်နော်။ဒီအစားကနေပြီးတော့နော်မင်းတို့ကအမှားနှက်ခါရင်မဲ့ပြီးရင်ဒီအကွာဝေးကကြတော့နေတဲ့တိုင်းတိုင်းစားအကွာအဝေးလောက်မှာမင်းတို့ကအခလေးကိုထဲချီစားလေးကိုချက်ယူပြီးတော့နေတဲ့တိုင်းဒီတိုင်းထိုးလိုက်မယ်နော်။နေတဲ့တိုင်းဒီတိုင်းထိုးပြီးသွားပြီဆိုလို့ရှိရင် ဟိုမီ၃ချက်ပြီးရင်ခုနကထူထားတဲ့တိုင်ရဲ့ခြားဒီခြားနဲ့ရလေးကနေပြီးတော့အခက်လေးကိုထည့်ချီသားလေးချေယူပြီးတော့တိုင်တို့တိုင်တို့နီးလေးနဲ့ချိန်လိုက်မယ်နော်ထိမှဘူးဒီလေးရသွားအောင်လုပ်ထားပါတော့ပြီးလို့ရှိရင်အမှနှခါရဲ့မယ်နှကနေရမှာပဲနှရတဲ့တိုင်ဒီတိုင်းထပ်ပြီးတော့ထုံးမယ်ပြီးရင်ဖုံမီ၃ချက် ပေါင်းချက်ပြင်းဒီထိုးထားတဲ့တိုင်းတိုင်းသားကနေပြီးတော့ခြေသားလေးကိုချက်ယူပြီးတော့တိုင်လုံးနဲ့ချိန်တဲ့နီလေးနဲ့ချိန်လိုက်မယ်နော်။ဒါဆိုရင်ထိတ်မှအဖူလေးတွေရအောင်လုပ်ထားပေါ့နော်။အဲ့ဒီလိုမျိုးနီလန်းလေးအတိုင်းမင်းတို့ကနှစ်ရင်းတင်တိုင်းလေးတွေ6တိုင်းရအောင်ထိုးသွားရမယ်နော်။နေတဲ့နိုင်နိုင်ပဲဖုံးမီ3ချက်ပြင်းဒီကြားနေရလေးကနေခြေသားလေးကိုချက်ယူပြီးတော့ တိုင်းတို့ထိုးတလိုမျိုးလေးချိန်လိုက်မယ်နော်မင်းတို့ကအဲ့ဒီလိုမျိုးနီလန်းလေးအတိုင်းနှစ်ရက်တင်တိုင်း6တိုင်းရအောင်ထိုးသွားရပါမယ်ရှင်အခုထိုးလာတာနှစ်ရက်တင်တိုင်းနဲ့6တိုင်းရပြီဆိုလို့ရှိရင်မင်းတို့ကဒီဘက်ဘင်းနေရမှာနော်အကွာဝေးလေးကိုကကြတော့နှစ်တင်တိုင်းတစ်တိုင်းစားအကွာဝေးလောက်ခံမှန်းပြီးတော့မင်းတို့ကဒီမှာနော်တိုင်းတို့လေးနဲ့ချိန်လိုက်မယ်နော်ကဲအခုဆိုရင်ဒီလိုအနေထားလေးကိုရပြီနော်မင်းတို့ကပဝါပီတစ်လျှောက်လုံးကို အဲ့ဒီလိုမျိုးနေလန်းလေးအတိုင်းဆက်ပြီးတော့ထိုးသွင်းပေးရမှာပါရှင်အမန္နခါရဲမယ်နော်အမန္နခါရဲမယ်ကွာဝေးလေးကတော့ခံမှန်းပြီးတော့ထိုးသွင်းပေးနော်နေရတဲ့တိုင်းလေးတစ်တိုင်းထိုးလိုက်မယ်လို့ရှင်ရင်ဟိုမေးသုံးချက်ခိုင်းကြရတဲ့ကနေဒီစားလေးချက်ယူပြီးတော့ တိုင်တိုလေးနဲ့ချိတ်တလိုမျိုးလေးချိတ်လိုက်မယ်ပြီးရင်အမနာခါရဲမယ်နေတဲ့တိုင်လေးတစ်တိုင်ထိုးလိုက်မယ်ပြီးရင်ပုံမေး၃ချက်တိုင်နဲ့တိုင်ကြားထဲကနေပြီးတော့စီစားလေးကိုချေယူလာပြီးတော့တိုင်တို့ထိုးနေလေးအတိုင်းထိုးလိုက်မယ်အဲဒီလိုမျိုးနီလန်းလေးနဲ့နှစ်ရက်တန်တိုင်လေး၆တိုင်ရအောင်ထိုးသွားမယ်ပြီးလို့ရှိရင် ဟိုမှာနော်အကွာဝေးလေးကခမ်းမန်းပြီးတော့နှေးတင်တိုင်းတစ်တိုင်းသာအကွာဝေးလေးပေါ့နော်ခမ်းမန်းပြီးတော့တိုင်းတို့လေးနဲ့ချိန်လိုက်မယ်ခဲခုလိုမျိုးနေလန်းလေးအတိုင်းပေါ်ဝါရဲ့ဗီတချောင်းလုံးကိုဆက်ပြီးတော့ကုတ်သွားပေးပါနော်ခုမင်းတို့ကကုတ်လာတာပေါ်ဝါရဲ့ဗီတဖက်ကိုနော်အဆုံးထိကိုရောက်သွားပြီဆိုလို့ရှိရင်မင်းကတခါတည်းပေါ်ဝါလေးကိုအမီးလေးတခါတည်းတက်သွားမှာနော် ခြေကြောက်ကိုမဖြတ်ဘဲနဲ့ပဝါအမီလေးကိုတစ်ခါလေးဆက်ပြီးတော့ထိုးသွားမယ်နော်ပဝါအမီကိုထိုးဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာမှာဖုံမီ38ချက်ထိုးပါနော်ငငါဖုံမီ38ချက်ကိုသုံးပြီးတော့ထိုးမယ်နော်ပြီးလို့ရှိရင်အပေါ်ကစရည်လို့ရှိရင်၅ချက်မြောက်၅ချက်မြောက်ဖုံမီလေးမှာရှက်ကိုလေးနဲ့ချိန်လိုက်မယ်ဒါဆိုကွင်းလေးရသွားပြီနော်ပြီးရင်ဒီနေရာမှာဖုံမီ6ချက်ဖုံမီ6ချက် ။ပြီးရင်ခွင်းလေးကိုဒီဘက်ကလေးကိုလှည့်လိုက်မယ်။ပြီးရင်အမှန်နှခါရစ်ပြီးတော့ခွင်းလေးထဲမှာနှဲရစ်တင်တိုင်းတတိုင်းထိုးမယ်။နှဲတဲ့တိုင်းလေးရပြီဆိုရင်ပုံမေး၃ချက်ပုံမေး၃ချက်ပြီးရင်ဒီတိုင်းနဲ့တိုင်းဂျားနေရာလေးကနေပြီးတော့ခြေစာလေးချက်ယူတိုင်းလိုလေးနဲ့ချက်လိုက်မယ်။ဒါကတော့ခုနကပေါ်ဝအနာကွတ်တဲ့နီးလိုမျိုးလေးပဲเนาะနေတဲ့တိုင်းလေးတစ်တိုင်းထပ်ပြီးတော့ထုံးမယ်ဘုံမီ၃ချက် ိုင်နဲ့တိုင်းကြောင်ကနေခြေစားလေးချိတ်ယူတိုင်တို့နဲ့ချိတ်တလုံးမျိုးလေးထိလိုက်မယ်ဒီတိုင်ရဲ့ထိတ်လေးတွေမှာအဖူလေးတွေရအောင်လုပ်တာပေါ့နော်နေရည်တင်တိုင်းလေးတတိုင်းပြီးရင်ဖုံးမေးသုံးချက်ဈာနေရလေးကနေခြေစားလေးချိတ်ယူပြီးတော့ဘူးလုံးမျိုးလေးတွေချိတ်လိုက်မယ်အဲ့ဒီလုံးမျိုးလေးလည်းနဲ့မင်းတို့ကနေရည်တင်တိုင်းလေးခုနှစ်တိုင်းရအောင်ထိုးမယ်နော်ခုနှစ်တိုင်းရပြီဆိုရင်ဒီနေရာမှာဖုံးမေး6ချက်ဖုံးမေး6ချက်ပြီးရင်ခုနှစ်က ခွင်းလေးထဲမှာပဲမင်းတို့ကရှက်ကောလေးနဲ့ပြန်ချိတ်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးချက်စရာကောင်းတဲ့ပေါ်ဝါမိသေးရပြီနော်ပြီးရင် မင်းတို့ကခြေစောက်ကိုမဖြတ်ဘဲနဲ့ပေါ်ဝါမှာတစ်ဆက်တည်းထိုးသွားမှာနော်ခုနကဖုံမီ38ချက်ကို၅ချက်နဲ့ဝိုက်ထားတာဖြစ်တဲ့အတွက်ဖုံမီ33ချက်ကျန်မယ်နော်အဲဒါကြောင့်မလို့ဖုံမီ33ချက်ထိုးပြီးတော့ငါပေါ်ဝါလေးမှာပြန်ပြီးတော့ဆက်လိုက်မှာနော်ဖုံမီ33ချက်ထိုးပြီးတော့ဆိုရင်ငါဒီမှာနော် ဒီပွားရဲ့အမီးအစိတ်အကျဲလေးကတော့ကိုလိုချင်သလို꽈ဝေးလေးတွေယူပြီးတော့ချိတ်ပေါ့နော်ဒီနေရာမှာမင်းကတိုင်လိုလေးနဲ့ချိတ်လိုက်မယ်အဲ့ဒီနီလန်းလေးအတိုင်းပဲမင်းတို့ကပွားအမီးလေးတွေကိုဒီဘက်တစ်ချောင်းမှာတက်သွားမယ်နော်အဆုံးကိုရောက်ပြီဆိုလို့ရှိရင်ခုနကပြထားသလိုမျိုးပဲအနာကုတ်တဲ့နီလေးနဲ့မင်းတို့ကအကုတ်ကလေးလေးဆက်ဆက်ပြီးတော့ကုတ်သွားမယ်နော် အဲ့ဒီနီလန်လေးအတိုင်းဆက်ပြီးတော့ထိုးသွားမယ်ဆိုရင်တော့အရန်ချစ်စရာကောင်းတဲ့ပေါ်ဝါလေးရသွားပြီပေါ့နော်ပြီးရင်ပေါ်ဝါလေးကိုမေကူလေးတုံးပေးပါနော်ပေါ်ဝါလေးကိုလိုက်ထိုးကြည့်ပါရှင်အရန်ကိုမှလှပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်